မွန်ပြင်းနယ်ရဲ့လှပတဲ့ကြိုက်ခမရနာကကန်းစီတစ်ခုပေါ့နော်လူတွေရောက်ပေါက်နေတာပေါ့ဒီလိုတရားလှပတဲ့နေရာမှာအကျိုးများစေဖို့ဘေးရန်လွတ်မြောက်ကုသိုလ်၆ပါးတဲ့ဒီလောကကြီးထဲမှာဘေးရန်တွေမြေကြီးရဲ့ပောက်ကွဲမှုရုပ်ဆိုတာကပောက်ကွဲပြတ်မှုပါလေရေတွေရဲ့ပောက်ကွဲမှု လေရဲ့ပောက်ကွဲမှုမီးတွေရဲ့ပောက်ကွဲမှုကြောင့်အန္တရာယ်တွေလည်းများတယ်တဘာဝအန္တရာယ်တွေလည်းများတယ်လူလုတ်တဲ့အန္တရာယ်တွေပေါ့အခုချိန်မှာလူလုတ်တဲ့အန္တရာယ်တွေကလည်းတော်တော်ခံစားနေရဒုစရိုက်တွေပောက်ကွဲထွက်လာအဲ့လိုအန္တရာယ်တွေများတယ်အခုချိန်မှာသူ့ဆေးတွေပေါ့မှုတ်ဆေးတွေ ပြီးတော့ဟိုလူရက်မှုတွေပေါ့ဥမာစပွေနေရာမျိုးတွေမှာ ကားတွေယထားတွေမှာလူရက်မှုတွေအဲ့လိုအန္တရာယ်မျိုးတွေကြားရောက်လာတဲ့အခါအဲ့ဒီဒုစရိုက်ရဲ့အန္တရာယ်တွေကိုသူ့တို့နဲ့အားစီကြသူ့တို့၆မျိုးပေါ့နော်သမဏေမိုးလင်းတန်နဲ့ကို အလုတ်ထွက်တော်မယ်ဆိုရင်တော့ကုသဖြစ်အောင်မလုပ်ရမလဲဆိုတော့သစ္စာကုသပေါ့နန္တိမေတ္တရဏအင်းညာ ဖယားမှတပါကိုကိုွယ်ရမရှိသစ္စာတရားမှတပါကိုကိုွယ်ရမရှိသံဃာမှတပါကိုကိုွယ်ရမရှိဣမှန်ကံသောသစ္စာစကားကြောင့်ငါဒီကနေ့ဘေးရန်အန္တရာယ်ကနေလွတ်မြောက်ရပါလို့ဤသတ္တဝါပေါင်းလည်းပဲလွတ်မြောက်ကြပါစေဆိုပြီးတော့သစ္စာနဲ့တို့ကုသိုလ်ပြုဖယားဖယားသံဃာအပေါ်မှာ သစ္စာပြုအဋ္ဌံသောက်တိပြီးတော့ဒီကုသိုလ်ကိုတို့နေ့စဉ်နေ့တိုင်းတကယ်စီးပူးနိုင်ရင်တော့အန္တရာယ်ကနေလွတ်မြောက်နိုင်ပါလေ။နောက်တော့တဲ့ကုသိုလ်ကသူ့ရဲ့ကာယကံဝစီကံကိုထိန်းဆောက်တဲ့ကုသိုလ်ပေါ့။ဒါကိုတိလကိုချင်းတရားလို့လည်းပြောမှာပေါ့။အရမဏမောလင်နဲ့သစ္စာဆိုပြီးတော့ငါးပါးတိလကို သူများဒုက္ခရောက်အောင်တပ်ဖြတ်ခြင်းမလုပ်တော့ဘူးသူများဒုက္ခရောက်စေတဲ့ခိုးဝဲလူရဲ့ခြင်းဒီကံမကုန်မှာမှားရင်ရုံမှခြင်းဘုရားပြောဆိုခြင်းမူရရန်ကခြင်းဆိုတဲ့လူလောကကြီးကိုဒုက္ခပေးတယ်မဟုတ်ဘူးမပြုတ်တော့တဲ့ကာယကံဝစီကံထိမ့်ဆောက်တဲ့ကုသိုလ်နဲ့တို့ထိမ့်ဆောက်နိုင်လို့ဆိုရင်တော့အံရေကနေလုံးမြောက်နိုင်တယ် ။ဓမ္မတောကုသိုလ်ကဘာလဲဆိုတော့ဝိရိယပေါ့ဈေးကျင်တာပေါ့။ဟိုလောကကြီးကိုတိုက်ခိုက်တဲ့အခါမှာလောကကြီးကိုရင်ဆိုင်တဲ့အခါမှာဈေးရင်မှုတော့လိုမယ်။မိုးဖို့မလိုပါဈေးဖို့လို။အဲ့လိုကြောက်ကြောက်ရွံ့ရွံ့နဲ့သွားနေမယ်ဆိုရင်တော့အန္တရာယ်တွေများတာပေါ့နော်အဲ့ဒါကိုသူလုံငန်းခွင့်ဝင်တဲ့ခါမှာပဲဖြစ်ဖြစ်လောကလန်းကိုရှောက်လန်းတဲ့ခါမှာပဲဖြစ်ဖြစ်ဝိရိယကုသိုလ်နဲ့တို့ စီဖို့ကြစူးစမ်းကြမယ်နောက်တစ်ခုကဉာဏ်ကုသိုလ်ပေါ့ပညာဉာဏ်ကုသိုလ်ဉာဏ်ရှိတဲ့လူတွေဟာနေရာတိုင်းမှာဟိုသူများထက်အတားစီရတာပေါ့နော်တန်ချာကိုယ့်ရဲ့ဉာဏ်ပညာကိုလည်းကုသိုလ်ဖြစ်နေတို့အသုံးချမယ်ဆိုရင်ဒီဘေးရန်အန္တရာယ်ကလွတ်မြောက်နိုင်တယ်နောက်တစ်ခုကသီးခံခြင်းပေါ့ခန္တီကုသိုလ် ဒါလောကကြီးမှာရှောက်လန်းကြတဲ့သူတွေချင်းချင်းထိခိုက်မှုပုတ်တိုင်မှုတွေရှိနေ။အဲ့ဒီထိခိုက်ပုတ်တိုင်မှုတွေကိုတို့ဘာလို့ရအောင်ထိခိုက်။အဲ့ဒီထိခိုက်တဲ့ကုသိုလ်ကလည်းပဲတို့အန္တရာယ်ကနေလွတ်မြောက်စေတယ်။နောက်တစ်ခုကမေတ္တာကုသိုလ်လောကကြီးချမ်းသာပါစေဆိုပြီးတော့မေတ္တာပို့နေတဲ့သူတို့အတွက်ဘာအစိတ်လက်နဲ့အန္တရာယ်မှမထိခိုက်နိုင်ပါဘူး။ ဒါဆိုကုသိုလ်6မျိုးရပြီသစ္စာကုသိုလ်ရဲ့မနဲ့မိုးလင်းတာနဲ့သစ္စာဆိုလိုက်မယ်သီလကုသိုလ်ရဲ့ကိုယ့်ရဲ့ကာယကံဝစီကံနဲ့သစ္စာပြီးတော့ဝိရိယကုသိုလ်ရဲရှင်းစွာနဲ့ကြိုးစားအထောက်အပံ့ပြီးတော့ပညာကုသိုလ်ပြီးတော့ခန္တီကုသိုလ်ပြီးတော့မေတ္တာကုသိုလ်ဒီကုသိုလ်6ချက်နဲ့ တို့အလုတ်သွားလုတ်ပြန်တို့ရဲ့လုပ်ငန်းဆောင်တာတွေမှာတို့ရဲ့ဟိုပညာရေးကိစ္စတွေစီးပွားရေးကိစ္စတွေလူမှုရေးကိစ္စတွေမှာဘာသာရေးသာသနာရေးကိစ္စတွေမှာဒီကုသိုလ်ကောင်းကောင်းမှု6မျိုးနဲ့တို့ရွတ်ဆောင်ကြိုးစားနိုင်လို့ဆိုရင်တော့ဘေးရန်အဘယ်ကနေလုံရောက်ပြီးတော့သမ်းသာဒုက္ခကိုရရောက်နိုင်ကြလိမ့်မယ်အလုံးကုသိုလ်6မျိုးနဲ့ koyarwa da canza abu ya sa manja a tsaye